ခြားဘရအချစ်နဲ့အချစ်ခံရတဲ့မိသားစုတယောက်စီတိုင်းကိုမင်္ဂလာနှစ်သစ်လေးပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့စနေရက်9လ2025စနေနေ့ရက်နှစ်သစ်ကနေ့တည်ထဲမှာအရာဖြာသည်တင့်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေသောသာရဖြာသည်တင်၌မျက်နှာတော်အလင်းကိုလွေ၍ဂယုနာယေရှုပြုတော်မူပါစေသောသာရဖြာသည်တင့်ကိုမြှောက်ကြည့်၍ချမ်းသာပေးတော်မူပါစေသောအာမင်ခြေရမီတဇီမြာဒီကနေ့ ရှင်ပေဒရုဩဝါဒစာဒုတိယဆောင်အခန်းကြီး3ခန်းငယ်18ကိုအတူတူဆင်ခြင်ခွားယူကြပါစို့ဂျေဇုတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကိုသိကျွမ်းခြင်း၌၎င်းကြီးပွားကြလော့ထိုသခင်သည်ယခုမှစ၍သာဝရနေ့ရက်ကာလပတ်လုံးဘုံအထရေရှိတော်မူစေတည်းအာမင်မိသားစုများဂျေဇုတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသောသခင်အရှင်သခင်ယေရှုခရစ်ကိုသိကျွမ်းခြင်း၌၎င်းကြီးပွားကြလော့ ကျွန်တော်တို့ရဲ့အသက်အတာထဲမှာလေလောကကြီးမှာတိကျွမ်းစရာတွေအများကြီးရှိတယ်။ဒါမဲ့အဲ့လိုတိကျွမ်းစရာတွေအများကြီးထဲမှာယုံကြည်သူတယောက်အနေနဲ့ယေရှုတော်နဲ့သခင်ယေရှုခရစ်ကိုတိကျွမ်းဖို့အတွက်ကိုအရေးကြီးပါတယ်။ယေရှုတော်လို့ပြောတဲ့အခါမှာဖယားသခင်တဖက်သားမြတ်တန်နဲ့ကျွန်တော်တို့အပေါ်မှာပြုတ်တဲ့အရာဒီနေ့ပြောဆိုရင်မထိုက်မတန်ပဲနဲ့မျက်နှာသား ေးခံရတာအဲ့ဒါကျေးဇူးတော်ထိုက်တန်လို့တပြန်မှမဟုတ်ဘူးချစ်တယ်မြတ်ဆရာကျွန်တော်ရိုးရိုးသားသားလေးပဲပြန်စဉ်းစားပါကျွန်တော်ကေဒီချင်းစစ်ချမှုဖျားပေးတဲ့ကေဒီချင်းစစ်ချမှုတပြန်မှပြန်ပေးစရာမလိုဘဲနဲ့ထာဝရအသက်ထာဝရကောင်းခင်အဲ့ဒီပေးထားတဲ့ကေဒီချင်းစစ်ချမှုရထားတဲ့သူတရားအနေနဲ့အခုရတဲ့နေ့ကနေစပြီးတော့မှယနေ့တိုင်အောင်ကျွန်တော်တို့ပြန်ပေးဆက်တဲ့အရာပေးဆက်တဲ့အလူငွေတွေခွန်အားအစွမ်းတွေနဲ့သူပေးတဲ့အရာ ဘာမဆိုင်သူပေးတာအရင်များသူပေးတာသိန်းတစ်ထောင်ဘူးရှိတယ်ကျွန်တော်တို့ပြန်ပေးတာတစ်ထောင်ကျပ်နှစ်ထောင်ကျပ်ဘူးတော့ပဲရှိရင်ရှိမယ်ဆိုတော့အများကြီးกว่าသူဂျေဇူးအရင်ကြီးမှာဆိုတော့ဂျေဇူးတော်ကိုသိတဲ့လူတယောက်ရင်အသက်တာထမှာဘုရားမှာလှုပ်ဆောင်တဲ့အရာအကုန်လုံးကဘတော်မှာငါဆိုတဲ့မမနာမနာကြီးစင်အကြောင်းတစ်ခုမှမရှိတော့ဘာဖြစ်လို့ဆိုတော့ဂျေဇူးတော်ကဦးကြီးလို့ဖြစ်တယ်ဟာလေလုယား ငါတို့ကေတရုံတော့တခင်ယေရှုခရစ်ကိုတည်ကျွမ်းခြင်းနဲ့ကြီးပွားပါတခင်ယေရှုခရစ်လို့ပြောတဲ့အခါမှာချစ်တဲ့မိသားစုများသူကဖန်ဆင်းရှင်လည်းဟုတ်တယ်အရာအလုံးကိုဖန်ဆင်းတော်မူခြင်းနဲ့ကင်းလို့တဲ့ဖြစ်တဲ့အရာတစ်စုံတစ်ခုမှမရှိဘူးနောက်ကျွန်တော်တို့ကေတင်တဲ့အရှင်လည်းဟုတ်တယ်ကျွန်တော်တို့သွားရမယ့်ထာဝရငရဲ့နေညာမပြပူလောင်တဲ့နေရာမှာသွားရမယ့်အဲ့ဒီနေရာမှာကျွန်တော်တို့ကိုယ်စားသူကပေးဆသွားတယ်အသီးခံသွားတယ်အကုန်လုံးအမှုပြီးပြီးလို့ပေးဆသွားတယ်အဲ့ဒီတခင်ယေရှုခရစ်ကို သိကြွန့်ခြင်းနောက်ဘုရားမအိသခင်ယေရှုခရစ်တော်ကယခုမှစ၍ကဘာအဆက်ဆက်ဘုံကြီးမဲ့အရှင်ဖြစ်တယ်ဟာလေလုယာစဉ်းစားကြည့်ပါအခုဒါလက်ရှိအမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရန့်ဒေါ်နယ်ထရန့်တက်လာတဲ့အတွက်ကြောင့်အိုးဒါကဒီသမ္မတကိုသိဖို့အတွက်အမျိုးမျိုးစူးစမ်းပြီးတော့မှဒီသမ္မတနဲ့ရင်းနှီးကျွမ်းဝင်နေဆိုရင်အာလုပ်ငန်းလုပ်လို့ရတယ်ဘာလုပ်လို့ညာလုပ်လို့ရတယ်အမှန်နဲ့အဲ့ဒါ ဒါမဲ့သူစက်တန်းကုံဝိုင်းရင်သူစက်တန်းကုံဝိုင်းတော့တမန်အစ်စ်တယောက်တက်လိုက်ရင်တော့အစ်စ်တယောက်ကိုကျွန်တော်ကပြန်ကပ်ဖို့လိုတယ်အဲ့ဒါမှဆက်လို့လို့ရမှာလေဒါမဲ့ယေရှုခရစ်တော်ကျတော့ယခုမှစရွတ်ထာဝရနည်းရဲ့ကာလမှာဘုံကြီးမဲ့အရှင်ဖြစ်တယ်ဟာလေလုယသူရဲ့ယာဒူးကဘတော်မှမပြောင်းဘူးအမြဲတမ်းထာဝရတည်ရှိနေတာဖြစ်တယ်ဒါကြောင့်မိသားစုများယေရှုရန်လက်ကောင်ကယ်တော်မှုတော်တခင်ယေရှုကိုသာယူတည်ကျွမ်းခြင်းအဖြစ်ဘဝအသက်တာထမ်းမှာယခုမှစရွတ်ထာဝရဘုံကြီးမဲ့အရှင်ကို အခုကလေးကကြွတင်တိကျွမ်းခြင်းအဖြစ်တနည်းပြန်ပိုင်းဟိုတကယ်ပဲငါတို့တိကျွမ်းတဲ့အရှင်ကတကယ်ဘုံကြီးတဲ့အရှင်ပါလားဆိုတော့ကောင်းမွန်စွာပြန်လဲအဲမြင်တွေ့သိရှိခံစားရမယ်ဆိုတော့ဟိုနှုတ်ဘတော်အဖြစ်ဆင်ခြင်တဲ့ကိုအတွက်မြတ်တန်တွေဝင်ကြတယ်တင့်ကိုဖျားသိခင်တိုင်းကောင်းချီးပေးပါစေအာမင်